မင်္ဂလာပါဒီနေ့တိဆက်ပေးခြင်းတဲ့စကားလေးကတော့မြန်မာနိုင်ငံမှာစခဲ့တဲ့အချစ်ဆက်လန်းကိုအိန္ဒိယမှာပြန်ပြီးခက်ခက်ခဲခဲအဆုံးတက်ကြရတဲ့ချစ်သူနှစ်ယောက်ရဲ့အနီကန်ဆိုတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်ဆက်လန်းစာမြန်မာနိုင်ငံကကိုရီးနိုင်ငံသားတွေတောင်စုံအောင်မရောက်ဘူးသေးဘူးသူတို့ကအကုန်ရိုက်ပြထားလို့ပြည်နယ်ပေါင်းစုံကအလားတရားတွေနဲ့ပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလကပြည်သူတွေကိုမြင်တွေ့ရပါလိမ့်မယ် ရန်ကုန်ဈေးပွဲတော်တစ်ခုမှာသူများတွေကရှောက်သွားပျော်ပါနေကြပြီမယ်မူနာဆိုရဲတမီးလူမျိုးကောင်းလေးတယောက်ကတော့သူရဲ့လုပ်ငန်းခွင်မှာပဲပျော်ပါနေကြတယ်အဖိုးတယောက်ကိုကူညီနေတော့မူနာရှိမှလဲနေတဲ့ရဟတ်ကတိုင်ကျိုးသွားလို့လဲမကြအောင်သူရှိမှရှိတဲ့ကျိုးနဲ့လှမ်းထိန်ပေးထားလိုက်တယ်အရှိန်ကြောင့်လူတွေလွင့်ထွက်ပြီးထမိန်ကြီးကားကနဲ့ကောင်မလေးတယောက်ကတော့တိုင်းကိုဆွဲထားလို့တွေ့လောင်းလေးဖြစ်နေတယ် အောက်ကိုကြည့်တော့လေကြားချန်တဲ့ကွက်တီဖြစ်နေလို့လိန်အော်နေမှာအမူအရာများနဲ့မူနာလေကျိုးတန်းကလည်းခိုးစီးလာပြီးကဲပေးလိုက်တယ်။သူကဲပေးလိုက်တဲ့ကောင်မလေးကမြန်မာဗိုလ်ချုပ်နဲ့တမီအမျိုးသမီးနှစ်ယောက်ပေါင်းကြတာတဲ့ကာပြာမလေးစာမှုဒရာဖြစ်နေပြီးသူကြောင်းသွားရင်မူနာကိုလှမ်းတွေ့လိုက်တယ်။ကားကိုချက်ချင်းရက်ခိုင်းပြီးပန်းခူးသလိုမြောင်းတူးသလိုတွေနေတိုင်းလာလာလုံနေတော့ခေါင်းရမ်းပန်းလေးတွေခေါင်းမပန်းရန်ကုန်ကပြင်ပါလေးပါခွဲဆိုတဲ့သချင်းထွက်ချလာတယ်။ နှစ်ယောက်သားတချင်းအစာမှာကြိုက်သွားလိုက်ကြတာပကံရောက်သွားပြီးဖရာရီကြောင့်မှမထော်မလန်းနေသွားလို့လိုက်ဥပိန်ရောက်သွားလိုက်နဲ့ပျော်မြူးနေကြတယ်တချင်းမဆုံးသေးတော့ဂျုံထဲဝင်ပြီးနန်းရွေးသူတွေနဲ့ကလိုက်အင်းလေးရောက်သွားပြန်တော့လေပေါ်မှာကပြီးခရမ်းချင်းဒီလေပေါ်မှာအိတ်လာလိုက်ကြတယ်တချင်းဆုံးလို့ရန်ကုန်ပြန်ရောက်မှာပဲသာမုဒရာလည်းမူနာကင်လိုက်တဲ့ဘိုက်ကတရားလေးကိုကြည်နေလို့အဖေဖြစ်တဲ့ဘိုးချုပ်ကမိဘူးယူပြီးကပ်ပေးလိုက်တယ် နောက်ဆုံးမှာဥနေဝင်းအစိုးရအာနာတိန်သွားလို့တမီလူမျိုးတွေအကုန်လုံးအိန္ဒိယဘက်မောင်းထုတ်လိုက်တော့မူနာလည်းသူစော်သွားခေါ်ပြီးထွက်ပြေးလာလိုက်တယ်။တင်ဘောဘောတက်မဲ့ချိန်မှာစာမုဒရာကအရင်ဝင်သွားပြီးမူနာကသူများကလေးကူရှာပေးနေရင်အပေါက်ပိတ်သွားလို့ထူထောင်းခံဝိုင်းတောင်းပံမှာကံကောင်းလို့တင်ဘောဘောရောက်သွားတယ်။ ကန်ထဆိုးကျင်တော့စာမုဒ္ဒရာဖာသားကြီးယောက်ချလာလို့တင်းပေါ်ရက်ခိုင်ပြီးလိုက်ရှာကြတော့မူနာတငယ်ချင်းမလီခါကသူတို့ရှိတဲ့နေရာကိုခေါ်သွားပေးလိုက်တယ်။တောင်းတဲ့ဝင်ပုံနေတယ်။နေရာကိုမြင်ပြီးသူသမီးခိုးသွားတာကိုဘုံချုပ်ကလည်းခွေးတခုဒီမှာပေါနေတယ်။ခွေးတခုလို့ဆဲလိုက်တော့ဒါဖာတစ်ယောက်လုံးခွေးတွေဖြစ်သွားတာကိုမသိလိုက်ဘူး။နေရောင်လုံးဖန်ခေါ်သွားတော့မူနာလည်းပြန်ချပြီးစာမုဒ္ဒရာခေါ်ပြေးရင်အနောက်ကလိုက်ပြနေတဲ့ကြာကရေထဲကိုခုံချသွားကြတယ် မူနာလဲတနက်မှမီးပြန်နိုးမလာတော့ဆာမုဒရာလဲတဖက်ပြုတ်နေတဲ့လက်ထိတ်လေးကိုသူ့လက်မှာခရင်နှစ်ယောက်သားရေထဲမှာပဲပေါင်းဖက်လိုက်ကြတယ်ဆာမုဒရာလဲတတိယတော့ခြံလိုက်ရောက်နေပြီဆာမုဒရာမဟုတ်တော့ပဲမာဒုဖြစ်သွားလို့စေယောကဆရာဝန်နဲ့ပြနေရပြီသူရဲ့အတိတ်တွေကိုတွေးမိတိုင်းကြည်နက်နေခဲ့ရတယ်မာဒူဘွားမှာလည်းတထေးသမီးပဲဖြစ်ပြီးဗမာပြည်တုန်းကလိုချစ်ချင်းကိုခွဲပဲဘိုးကျုံမရှိတော့ပဲမတိခင်မှာအမွေတွေအလုံးမာဒူနာမည်နဲ့အကုန်လွှဲပေးခဲ့လိုက်တယ် မူနာကလည်းအရှင်ဘွားရောက်နေပြီးကားတစီနဲ့ဘာကင်လူဝင်ရဲ့မာဒူးရဲ့မီနီဗတ်မန်လေးကိုဝင်တိုက်ပြလိုက်လို့သူတငယ်ချင်းကာဂျန်ကတော့ပြဿနာတွေတတ်တော်မယ်ဆိုတာကြိုသိနေခဲ့တယ်တကယ်တမ်းမာတူးနဲ့အရှင်နှစ်ယောက်တွေ့တဲ့အချိန်မှာမူနာဆိုတာမှတ်မိသွားလို့စာမူဒရာပြန်လုပ်ကြည့်ပေးမယ်ငနေကမူနာပြန်မဖြစ်လို့နှစ်ယောက်သားဓာတ်လေကပြတ်ကျသွားကြတယ် ပြန်ထွက်လာတဲ့ချိန်မှာရဟတ်ပေါ်ကခြေတွေကိုပြန်တွေ့ရင်အပြင်ရောက်မှသူတို့တတိရောက်လာတော့အစည်းဝေးဆိုလို့မာဒူလဲလိုက်သွားလိုက်ရတယ်သူတို့ကုမ္ပဏီရဲ့ဂိမ်းအသစ်ကအောင်မြင်လို့ပါတီလုပ်ပေးလိုက်တော့အရင်ဘဝကကြောက်တော့မှမလိခကမီရာအဖြစ်နဲ့အက်ရှွင်နဲ့ပျော်မြူနေကြတယ်သူတို့ပျော်မြူနေတာကိုမကြည့်နိုင်နဲ့မာဒူလဲမမြင်ချင်းအောင်ဆောင်နေလည်းမရဘူးမီရာကဘွက်တီတွေပါစင်ကာပြီးသူတို့ပါတီကထုံဆက်တွေလည်းပါလာတယ် ပါတီပြီးတော့အလုတ်ပြန်လောက်ကြမှာမာဒူလည်းမရမကစူးစားပြီးအရှင်ကိုသူ့အခန်းခေါ်သွားလိုက်တော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စာအုပ်တွေတွေးလိုက်ရတယ်။မီရာကလည်းတရေတွေပဲမြင်နေရပြီးသူ့ရဲ့အဝတ်တွေဝိုင်းချုပ်ခံနေရတော့တယောက်တည်းထွက်ပြေးရင်ဗရေပေါက်ကပြုတ်ကျပြီးတေးသွားခဲ့တယ်။တေးတာတော့ဖြောင်းဖြောင်းမတေးပဲမျက်လုံးပြန်ပွင့်လာပြီးမာဒူကိုဒင်းတို့ဘဲတော့မှမပေါင်းရအောင်နှောက်ရက်ပြမယ်လို့ကြိမ်းသွားသေးတယ်။ မာရူတို့ကတော့ခယူးမဆိုင်တဲ့ပင်တချင်းပွင့်ပြီးဘာဟုပလီတို့ခေမှာပြန်သွားကားရင်တချင်းဆုံတော့မှာညာနဲ့အပြေခံရလို့စိတ်ကျမ်းမာရေးစီကံကနေပြန်လာလိုက်ကြတယ်။ကားမောင်းရင်မြန်မာနိုင်ငံကဖြစ်ပျက်တွေမာရူစိတ်ထဲဝင်လာလို့ကားရည်တဲ့ကြပြီးတတိယလာတဲ့အချိန်မှာကာလီနဲ့ကလျာဏီဆိုတဲ့ဇလန်တစ်ပုဒ်ကထပ်ပေါ်လာပြန်တယ်။ သူအိမ်မက်ထဲကတိုင်းအင်စပက်တာကိုဘီနဲ့နဲ့အပြေမှာတွေ့တော့လွန်ခဲ့တဲ့25နှစ်ကကာလီနဲ့ကလျာဏီအမှုကိုလိုက်ခဲ့တဲ့အရာရှိဖြစ်ကြောင်းရှင်းပြတယ်။အင်ဒူနဲ့အက်ရှဝင်ကိုလည်းကာလီနဲ့ကလျာဏီတို့နဲ့တထက်တဲ့တူနေလို့အံ့ဩပြီးသူတို့နှစ်ယောက်ကလူတက်ပြီးထွက်ပြေးသွားတဲ့အကြောင်းပါပြောပြလိုက်တယ်။အင်ဒူကတော့သူတို့နှစ်ယောက်အသက်ခံခဲ့ရတာကိုပြန်ရှင်းပြပြီးအလောင်းမြုပ်ထားတဲ့နေရာကိုခေါ်သွားပြလိုက်တော့သူပြောတဲ့အတိုင်းကွက်တိဖြစ်နေတယ်။ အင်ဒူလဲသူ့ဆီယာမစီပြန်သွားပြီးကာလီနဲ့ကလျာနီဇက်လန်းနဲ့ကိုပြန်သွားကြည့်တော့အင်ဒူကကလျာနီဆိုတဲ့ပုံနာမင်းကလေးတယောက်ဖြစ်နေခဲ့တယ်။အရှွင်ကတော့ကာလီဆိုတဲ့ခတ်ဆိုးဆိုးကောင်လေးဖြစ်ပြီးဂေါ်ဘီနဲ့မျက်နှာမှာဓာတ်နဲ့ချစ်ခဲ့တဲ့လူမိုက်ကိုတပ်ပြစ်လိုက်ပေမဲ့ဂေါ်ဘီနဲ့ကအမှုကိုဖုံးကွယ်ထားခဲ့တယ်။ကာလီနဲ့ကလျာနီချစ်သူတွေဖြစ်သွားတော့မှလူသွဲမှုတွေဝန်ခံပြီးထောင်ကျခံနေတော့ကလျာနီရဲ့ဖေကဘီရက်ဆိုတဲ့တတိယတယောက်နဲ့ပေးစားဖို့ပြေးနေကြတယ်။ ကာလီလည်းတီတော့ထောင်ထဲကနေဘေယာမကထွက်ပြပြီးကလီယာနီနဲ့တွားတွေ့တော့ဘီရန်ရောက်လာတော့သူ့ကိုကူညီမယ်ဆိုခေါ်သွားလိုက်တယ်။ဘီရန်ကလက်ရှိအင်တူတို့တထေကီရန်ဖြစ်နေပြီးအင်တူစိတ်ထဲကဇလန်းတွေကိုဂိမ်းအဖြစ်ဖန်တီးထားတာအက်ရှင်လည်းတီသွားတယ်။သူတို့ယုံကဆော်ဝဲသမားတွေအကုန်လုံးကိုလည်းတားမြစ်စီတွေပါတိုက်ခဲ့တဲ့အကြောင်းတီလိုက်ရမှာအင်တူကလည်းသူ့ရဲ့ဇလန်းကိုထပ်ပြောပြတယ်။ဘီရန်ခေါ်တဲ့နော်လိုက်သွားတဲ့အချိန်မှာ တနက်နေ့ချိန်ပြီးကာလီကိုမနာလို့ဖြစ်တဲ့ကြောင်းပြောနေတော့ကလျာဏီဖေရောက်လာလို့ဘေးကတန်တိုင်းနဲ့စောင့်ပေးလိုက်တယ်။ကာလီလည်းအလေးဝင်ချရင်ဘီရန်ရဲ့လက်ပြတ်သွားပြီးကလျာဏီကိုခေါ်သွားမယ်။လုံနေတဲ့အချိန်မှာဘီရတ်တနက်နေ့ပြစ်လိုက်လို့ကာလီလည်းလဲသွားခဲ့တယ်။ရဲတယောက်ထဲရောက်လာတော့ရဲကိုပါတတ်ပြီးကလျာဏီကလည်းမသေးသေးပဲကာလီနဲ့ရောမြုပ်ခံရလို့တေးသွားခဲ့တယ်။အင်ဒူပြန်ပြောနေတာတွေကီရန်ကထိုင်နာထောင်ပြီးသူ့အဖေမတည်သေးပဲဘိုးဘွားရိတ်သားတို့ခုမှရှိနေသေးတယ်ဆိုတာသိလိုက်ရတယ် အီဒူကန်ငယ်ကဘိုးဘွားရိတ်သာတော်ရင်စုံခဲ့ကြပြီးသူ့ဖေဆွဲထားတဲ့ပုံတွေကတစင်သူတို့ရဲ့ဇလံတွေအားလုံးကိုတီးလိုက်ရတယ်။အီဒူပြန်တရီရလာတဲ့ချိန်မှာကီရန်လည်းတယုံပန်တွေပေါ်လာလို့ဗီရက်ဆိုတာဆီယာမတီတော်တော့သူ့လူတွေကိုတက်ပစ်ခိုင်းပြီးအီဒူကိုတော့ခေါ်သွားလိုက်တယ်။အရှင်လေစေကရောက်လာတော့ဆီယာမကိုဝင်ခဲ့ပြီးအင်ဒူကိုမေးကြည့်မှဆီယာမလည်းအကုန်လုံးကိုရှင်းပြလိုက်လို့ကိုပီနာကိုဖုံးဆက်ပြီးအတိပေးလိုက်တယ် ကားပေါ်ရောက်မှအတန်သွင်းထားတဲ့ဖိုင်လေးဖွင့်ပြလိုက်လို့အင်ဒူပြောသမျှဇလန်ရီအလုံးအက်ရှွင်နဲ့ပြန်မှတ်မိပြီးကီရန်ကလည်းကလျာနီအဖေကိုတတ်ပြလိုက်တယ်။ဇလန်ဆုံးတဲ့ချိန်မှာသူတို့ကားတိုက်ခံရလို့အင်ဒူကလွတ်သွားပြီမဲ့ဆီယာမားနဲ့အတန်ဖိုင်ကတော့ပေါက်ကွဲထွက်သွားတဲ့ကားတွေပါသွားခဲ့တယ်။အင်ဒူပြန်အသည့်ဝေလာမှာကီရန်လည်းသူ့လုပ်ခဲ့တဲ့များတွေပြန်ပြောနေတော့အရိုက်ခံထားရတဲ့အက်ရှွင်လည်းတတိမိပြီးရောက်လာခဲ့တယ်။ကီရန်လည်းဖြစ်သည့်အကြောင်းတွင်စံမြုပ်ပြလိုဝါမှာမိကျင်အောင်ဆောင်နေတဲ့အရှင်လဲထားပြီးအင်ဒူကိုခေါ်ပြေးသွားလိုက်တယ် နောက်ကလိုက်ပြတော့လေသူတို့အရင်ဘဝကဇလန်တွေတဲကလို့မဖြစ်အောင်ကြိုတင်ကာကွယ်ပြီးကီရန်ကိုတတ်ခံဒီမှာကိုပီးနဲ့ရောက်လာလို့ဓားကိုလွှင့်ပြလိုက်တယ်။ကီရန်ရဲ့ကံကောင်းချက်ကတော့အက်ရွှေလွှင့်ပြလိုက်တဲ့ဓားကရေဘက်ပေါ်တက်တက်ပြန်ကြပြီးမသားပေါ်သွားမှာအင်ဒူနဲ့အက်ရွှေလည်းလက်ထပ်ပြီးမြန်မာနိုင်ငံကိုပြန်လာလေရင်ဇလန်လေးလည်းပြီးဆုံးသွားပါပြီ။ဒီစကားလေးမှာပေးခြင်းတဲ့ message ကတော့မူနာတို့ဟာတချင်းတပုတ်ထဲနဲ့လေမြန်မာတိုင်းနိုင်ငံလုံးရှောက်ကနိုင်နေဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ